ပထမဦးဆုံးဒါဦးနိုင်ကဘာကိုပြချင်တာလဲဆိုတော့ဦးနိုင်ဒီမှာနှစ်ဆကပြခဲ့တယ်ပေါ့နော်။ဒါနှစ်ဆမှာဦးနိုင်ဝေဒနာပြခဲ့တယ်။2025ခုနှစ်ထဲမှာတဲ့နော်ငါးတုံရအာပတ်လေကြပြီးလို့ရင်ငါးလေးနှစ်အာထိုးရန်ဆိုပြီးတော့ဦးနိုင်ကဒီမှာဒီ సై ကလေးနဲ့နော်။အဲ့ဒီ సై ကလေးနဲ့နှစ်ဦးလုံးကဒါဝေဒနာတင်ပေးထားတယ်ပေါ့နော်။အဲ့ဖိုင်ကြီးရတော့ဒါဥနယ်ရဲ့အကောင့်ထဲမှာဒါဝင်ကြည့်လိုက်တော့အသေးသေးကိုရှင်းမပြတော့ဘူးအခုဒီဘွဲမှာထိုးရမယ့်ငါးတုံညာသုံးဆိုတဲ့ငွေကနန်းဖိုင်လေးကိုအရင်ရှင်းပြနော်အရင်ရှင်းပြမယ်ဆိုဥနယ်တို့ဒီမှာ 22ကြိမ်နဲ့23ကြိမ်ပါခွန်ခွန်လို့တူတယ်ခွန်အပိတ်ကခွန်အပိတ်၄ခါကွာပေါင်းခွန်ကြောင့်ခွန်ပိတ်ခွန်ပိတ်လို့တူတယ်၄ခါလို့ထိုင်တယ်အဲ့လိုထိုင်လိုက်တဲ့အခါမှာနော်အဲ့လိုထိုင်လိုက်တဲ့အခါမှာဒီကနန်းဒီသူ့ရဲ့ဘဝပြန်ကြကနန်းအဖြစ်နဲ့ကစားတယ်ဒါပရမတ်တကပ်ပေါ့နော်ဒုတိယကမှလည်းအဲ့လိုပဲကွာပေါင်းခွန်လို့ရိုက်တယ်ခွန်ခွန်လို့ခွန်အပိတ်ကခွန်ပိတ်လို့ထည့်တယ်၄ခါလို့ထိုင်တယ်အဲ့ဒီအချိန်မှာဒီကနန်းလေးဒီသူ့ရဲ့အပေါ်ကဒါပြန်ကြကနန်းဖြစ်နေတဲ့သူကစားတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့တတိယအကတ်မှာ နော်ဘွားခွန်လို့လည်းရိုက်တယ်ခွန်ဘိတ်ကခွန်ဘိတ်လို့လည်းထည့်တယ်လေးခါလို့လည်းကစားတယ်ကစားတော့ဒီမှာထွက်တဲ့ကဏ္ဍကလည်းသူ့အပေါ်ကပြန်ကြကဏ္ဍဖြစ်နေလို့ဒါကစားခဲ့တယ်ကစားခဲ့တော့ကဲကောင်းပြီဒါဆိုရင်အဲ့ဒီစနစ်ထဲကနေပြီးတော့ဦးနိုင်ကဘာလေးကိုပြောချင်တာလဲဆိုတော့အဲ့ဒီစနစ်ထဲမှာကစားခွက်တွေမျိုးစုံရှိတယ်ယူဆပုံတွေမျိုးစုံရှိတယ်အဲ့ဒီမျိုးစုံတွေတွေကမှနော်နှစ်သီးစားမှုဖြစ်တဲ့ကဏ္ဍလေးကိုဦးနိုင်ကယူဆပြ နော်ယူဆပြမယ်ဆိုတော့ဦးနေတို့ဒီမှာနော်ဒါလုံးကောက်စနစ်နဲ့ပြောမယ်ဆိုရင်တော့အများကြီးရှိတယ်ပေါ့နော်အများကြီးရှိတယ်ဒါနောက်တော့မှရှင်းပြမယ်အဲ့ဒါလေးတွေနော်အဲ့ဒီတော့ဒီမှာ၄ချိန်မှာ၅ထိပ်စီ၄ချိန်မှာ၅ထိပ်စီ၄ချိန်မှာ၅ထိပ်စီလို့ရိုက်ပြန်တယ်အဲ့ဒီ၅ဒီ73ချိန်မှာ၅နောက်ပိတ်လို့ရိုက်တယ်နော်၄ချိန်မှာ၅ထိပ်စီရိုက်မယ်73ချိန်မှာ၅နောက်ပိတ်ရိုက်မယ်ရိုက်ပြန်တယ်သူ့ရဲ့တပွဲကျော်မှာရှိတယ်၅ပါတယ်ကဏ္ဍတစ်ကွက်၃ညာ၅လေးဆိုတဲ့ကဏ္ဍဒီတစ်နှစ်ချာပြီးဒီဘက်နှစ်မှာ၄၅၃ညာလို့ပတ်လဲထွက်ထွက်ပြန်တယ်သူ့အောက်မှာ၄၄၅ဆိုတဲ့ကဏ္ဍပတ်လဲလိုက်ကစားတယ် ဒုတိယကမှလည်း၄ချိန်မှာ၅ထိပ်စီလို့ထွက်တယ်ထွက်ပြီးတာနဲ့၁၃ချိန်မှာ၅နောက်ပိတ်လို့ကစားတယ်ကစားပြီးတော့သူ့ရဲ့တမင်ကျော်မှာရှိတဲ့၅တလုံးအပါနဲ့၅၄၅ဆိုတဲ့ကဏ္ဍဒီတနည်းချပြီးဒီဘက်နှစ်မှာသူထွက်တယ်ထွက်ပြီးတာနဲ့သူ့အောက်မှာ၄၄၅ဆိုတဲ့ကဏ္ဍဘက်လည်းလိုက်ထွက်တယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာ၄ချိန်မှာ၅ထိပ်စီလို့ထွက်တယ်ထွက်ပြီးတာနဲ့၁၃ချိန်မှာ၅နောက်ပိတ်လို့လိုက်ကစားတယ်ကစားပြီးတာနဲ့သူ့ရဲ့တပွဲကျော်မှာရှိတဲ့၅၃၃ညဆိုတဲ့ကဏ္ဍဒီတနည်းချပြီးတော့ဒါဒီနှစ်ထဲမှာသူကထွက်ရမှာနော်အဲ့ဒီမှာသူက9 3 3ညဆိုတဲ့ကဏ္ဍထွက်ပြီးတာနဲ့ သူ့ရဲ့အောက်မှာနော်ဒီ၄၅၅၄နှစ်ဆိုတဲ့ကဏ္ဍပတ်လေဒါကစားမှဖြစ်တယ်ဆိုတော့နော်ရဟုတ်ပြီဒါဒါ၅၃၃ညပတ်လေကိုနှစ်သီးသားမှုဖြစ်နေတဲ့မွေးကနေရှိတဲ့အကြောင်းကိုဒါဦးနဲ့ကအဲ့ဒီစိုက်ကြီးကနေပြတာပြတော့ဒီ၅၃၃ညဆိုတဲ့ကဏ္ဍဒီအချိန်ကိုဘာလို့ဖြစ်ရှင်းလာလဲဆိုတော့ဒါစီးလိုက်နေရတော့အများကြီးရှိတယ်နော်ဒီကလင်ဒါလေးတစ်ခုတည်းနဲ့ကိုပဲဒါနဲ့နှစ်မျိုးပြခြင်းလို့မို့ပေါ့နော်ဒီအရှုပ်ခရကနေပြီးတော့ဒါဦးနဲ့ကရှင်းရှင်းလေးလေးဖြစ်အောင်ကတော့ကလာလေးနေဆွဲပြီးတော့ပြလိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာဦးနဲ့တို့ဒီမှာ ကိုးခါသုံးနောက်ပိတ်နော်ကိုးခါသုံးနောက်ပိတ်လို့ဖြစ်တယ်တင်းနဲ့သုံးလေး၅ဘက်မှာလဲကိုးခါသုံးနောက်ပိတ်လို့ဖြစ်တယ်တင်းနဲ့သုံးလေး၅ဘက်မှာလဲကိုးခါသုံးနောက်ပိတ်လို့ဖြစ်တယ်အဲ့တော့ကြံတဲ့တိုင်ပင်တွေကတော့ဥနေမထည့်တော့ဘူးပေါ့နော်ကိုးခါသုံးပိတ်လို့ဖြစ်တာ ਨੇ သူ့ရဲ့တပွဲကြောင်မှာထွက်တယ်ဒီကနန်းကိုးခါသုံးနောက်ပိတ်လို့ဖြစ်လို့တပွဲသူ့ရဲ့တစ်နှစ်ကြောင်မှာထွက်မယ်ဒီကနန်းဒီ684ဆိုတဲ့ကနန်းဒီသူ့ရဲ့ဒီဘက်နှစ်ကနော်လာခဲ့တယ်684ဆိုတဲ့ကနန်းဒီထည့်လာတာဒီ684ကဒီနေရာမှာ684လို့ထည့်ကြတယ် တင်းနှစ်သုံးလေးငါကိုခါသုံးတော့ပဲသူ့ရဲ့တပွဲကြောင်မှာထွက်တယ်ဒီကနန်းဒီသူ့ရဲ့ဒီဘက်နှစ်က96လေးက96လေးလေးတက်ကစားတာပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီမှာတင်းနှစ်သုံးလေးငါကိုခါသုံးတော့ပဲသူ့ရဲ့တပွဲကြောင်မှာထွက်မဲ့ကနန်းဒီနော်2020နဲ့6ခုနှစ်တည်းကကနန်းတစ်ခွက်ကထဲကြမှာထဲကြမှာဆိုတော့2024ထဲမှာငါးတုံညာသုံးဆိုတာရှိတယ်ဒီလိုအဲငါးတုံညာသုံးဘာလို့ယူရလဲဆိုတော့ဒီဦးနှံတို့ဒီပထမအကတ်မှာကိုခါသုံးပိတ်လို့ဖြစ်လိုက်လို့ဒီမှာထွက်မဲ့ကနန်း ော့68လေးဒီဒီဘက်နှစ်ကကနားဒဲကြတော့မယ့်အချိန်မှာဒီသုံးလုံးပေါင်းချင်းတုံည94လေးဒီတုံညနော်94လေးတုံညကိုပရိတ်တုံညလို့ထောက်တယ်သုံးလုံးပေါင်းတုံညကိုတုံညပရိတ်ထောက်လို့ဒီကနန်းဒီဒီအထောက်ကလေးနဲ့ဒဲကြတယ်ဟုတ်ပြီတုံညပြီးတာနဲ့ကိုခါ၃ဘိတ်ဒီမှာထွက်မဲ့ကနားဒီမှာဒဲကြတယ်ဒီကနန်းကဒီမှာဒဲကြဖို့အတွက်ကိုတုံညပြီးတော့ဒီသုံးလုံးပေါင်းချင်းညာကိုနော်ဒီသုံးလုံးပေါင်းကိုကြောင့်ပရိတ်ကိုလို့ထောက်လိုက်တယ်ဒီကနန်းဒီဒီမှာဒဲကြတယ်ကောင်းပြီဒါဆိုရင်ဦးနှိုက်လို့ဒီမှာနော် ကိုးကားသုံးပိတ်ဒီမှာထွက်မဲ့ကညာဒီဒီနေ့ထရကညာဒဲကြမှာဒဲကြမှာဆိုတော့ပထမကတ်မှာတုံညဒုတိယကတ်မှာကိုးခုတတိယကတ်မှာဒီသုံးလုံးပေါင်းရင်းက၈နော်တုံညကိုး၈ပေါ့ဒီသုံးလုံးပေါင်းရင်း၈ကိုပရိရှိလို့ထောက်ပြရဲဒီဆောင်ကကဏဒီကဏလေးဒီဒီနေရာလေးမှာလာဥနဲ့ကဒဲကြကျင်တာဆိုတော့ငါးတုံညသုံးလို့ပဲဒါကြကျင်တာပေါ့လေကြိုက်တဲ့မိတ်ဆွေတွေကတော့အာပြီးထိုးလိုက်ပေါ့ဗျာနော်ကြတော့မိဒါကငါးလုံးညာတုံးကိုမွေးကနန်းကြမဲ့စနစ်ရောဒီဘွဲမှာမနစ်ကကညာဒဲကြမဲ့စနစ်ရောကိုဒါဦးနေကပြပြတာဖြစ်တယ်နော်အဲ့ဒီတော့နောက်ထပ်တစ်ခုကဒီအချိန်မှာ နော်မွေးကနန်းလေးတစ်ခုနောက်နိုင်ဒီအချိန်မှာကစားကြင်နာလေးပြမှာပေါ့နော်ဒီအချိန်မှာမွေးကနန်းလေးတစ်ခုကိုကစားကြင်နာပြမှာဆိုတော့ဥနန်တို့ဒီမှာနော်ဒီ335လို့ဇောင်းထိုးတယ်ပေါ့အဲ့မှာတကက်ရှိတယ်335လို့ဇောင်းထိုးတယ်ဒီမှာလည်း335လို့ဇောင်းထိုးတာပေါ့နော်အဲ့ဒီလိုဇောင်းထိုးပြီးတာနဲ့ဥနန်တို့သူ့ရဲ့နောက်တစ်နှစ်မှာထွက်မဲ့နှစ်ဦးကနန်းဒီသူ့ရဲ့ဒီညာဘက်ပေါ့နော်တစ်နှစ်ကျော်ပြီးတာနဲ့တိခါရဲ့ဘေးကကနန်းနှစ်ဦးကိုထွက်တယ် 335လို့ဇောင်းထိုးတဲ့နောက်တစ်နှစ်နှစ်ဦးမှာထွက်မဲ့ကညာလေးတိရဒီဘက်တစ်နှစ်ကျော်မှာပြစ်ခါလို့ဖြစ်တဲ့ဘီရကညာလေးဒီမှာထွက်တယ်။ဒါဆိုရင်ဒီမှာလဲ335လို့ဇောင်းထိုးတဲ့သူ့ရဲ့နောက်တစ်နှစ်နှစ်ဦးမှာထွက်မဲ့ကညာလေးဒီဘက်ကတစ်နှစ်ကြာတစ်ခါရဲ့ဘီရကညာလေးအကွက်ရှိဖြစ်နေကစားတယ်။နော်အဲ့လိုကစားပြီးတာနဲ့9ချိန်မှာ6ခါ ဒီ6ခါဒီနှစ်နေချပြီး6ခါလို့ပြန်ထည့်တယ်9ချိန်မှာ6ခါ6ခါဒီနှစ်နေချပြီး6ခါလို့ပြန်ထည့်တယ်9ချိန်မှာ6ခါ6ခါကနှစ်နေချပြီး6ခါလို့ထည့်တယ်ဆိုတော့ဒါ2020နဲ့5ခုနှစ်မှာဒီဆိုင်ပြန်နေလို့တစ်ခုဦးနဲ့လှုပ်ရှင်တာလှုပ်ရှင်တော့ကောင်းပြီသူနဲ့အတိုင်းပင်ပါဘူးအတူတူမှာဆင်းခဲ့လိုက်တဲ့အခါမှာနော်ဆင်းခဲ့လိုက်တဲ့အခါမှာ၃နောက်ပိတ်ဒီ၃ထိတ်လို့ကစားမှာနော်၃နောက်ပိတ်က၃ထိတ်လို့ကစားပြီးရတယ်ဒီ၃လုံးပေါင်းချင်း1 1နှစ်ခတ်ဒီပရိတ်၄ ဒုတိယကမ်းမှာ၄နောင်ပိတ်က၄ထိပ်လို့ကစားတယ်ဒီသုံးလုံးပေါင်းခြင်းဒီနှစ်နှစ်ရဲ့နှက်ခတ်ဒီပရိတ်လေးဟုတ်ပြီဒါဆိုရင်တတိယကမ်းမှာ၅နောင်ပိတ်က၅ထိပ်လို့ကစားတယ်ဒီသုံးလုံးပေါင်းခြင်းဒီနှစ်နှစ်ရဲ့နှက်ခတ်ဒီပရိတ်လေးလို့သူကထည့်ထည့်တော့အဲ့ရနေပြီးတော့ပထမကမ်းမှာအဲ့၄ပရိတ်ရဲ့တပွဲကြောင့်မှရှိတယ်ဒီ၃ညာ၅လေးဆိုတဲ့ဂဏန်းရဲ့သူ့ရဲ့နှစ်ပွဲကြောင့်မှရှိတယ်၁၃၆ဆိုတဲ့ဂဏန်းရဲ့တနည်းချပြီဒီဘက်နှစ်မှာ၃ညာ၅လေးလည်းထွက်တယ် နော်ဒီ3တိ6ဆိုတဲ့ကဏ္ဍလေးထွက်တယ်3.5လေးဆိုနှစ်ခါတော့ထွက်တာပေါ့နော်ဒီမှာတစ်ခါထွက်တယ်ပြီးတော့3.6လေးထွက်တယ်ဒုတိယကမှလည်းအဲ့လိုပဲနော်ဒီ၄ပြည့်ရဲ့တဝဲကျော်မှာရှိတယ်၄၅နှစ်ဆိုတဲ့ကဏ္ဍဒီတနေ့ချပြီးဒီဘက်နှစ်မှာ၄၅နှစ်ဆိုတဲ့ကဏ္ဍလေးထွက်တယ်၄၅နှစ်ရဲ့နှစ်ပွဲကျော်ဟာ633ဆိုတဲ့ကဏ္ဍကလည်းအဲ့ဒီနှစ်တည်းမှာထွက်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဦးနှံ့တို့ဒီမှာတတိယကမှနော်လေးပြည့်ရဲ့တပွဲကျော်မှာရှိတဲ့933ညဆိုတဲ့ကဏ္ဍကလည်းနှစ်နှစ်တနှစ်ချပြီးဒီဘက်နှစ်မှာဒီနေရာကိုထွက်ရှင်တာ933ညရဲ့တပွဲနှစ်တပွဲနှစ်ပွဲကျော်က လေးခုရှိဆိုတဲ့ကဏ္ဍကလည်းအကယ်၍ငါးသုံးတုံရလာထွက်ခဲ့မယ်ဆိုရင်ဒီကြံတဲ့သုံးချိန်မှာလေးခုရှိဆိုတဲ့ကဏ္ဍကလည်းထွက်ရမှာပေါ့ဗျာအဲ့တော့ဘယ်ကဏ္ဍကအရင်ထွက်ခဲ့လဲဆိုတော့ဒါဦးနိုင်ရဲ့အမြင်လေးဒီဘယ်ကဏ္ဍကအရင်ထွက်ခဲ့လဲဆိုတော့ဒီအမှလေးပြည့်ရဲ့ဘွဲကျော်မှာရှိတဲ့၅ပါတဲ့ကဏ္ဍတုံညာ၅လေးဆိုတဲ့ကဏ္ဍဒီဒီနေရာလေးကိုသူကအရင်ထွက်တယ်နော်အရင်ထွက်တယ်သူထွက်တော့မဲ့အချိန်မှာနော်ထွက်တော့မဲ့အချိန်မှာသူကဘယ်လိုပုံစံမျိုးနဲ့သူကထွက်ခဲ့တာလဲဆိုတော့ဒီနေ့ထဲမှာနော်ခွန်ထိပ်စီးဒီမှာတကြီးနှစ်ကြီး ဖုန်ထိပ်စီးနှစ်ကြိမ်ထောက်တယ်ထောက်ပြီးတော့သူ့ရဲ့မြင်းကုန်မှာ၃ပရိတ်လို့ထောက်ပြီးရတယ်ဘေးမှာဒီ၃၅လေးဆိုတဲ့ကဏ္ဍတစ်ခွက်ပတ်လေကိုအရင်စထွက်အဲ့လိုထွက်ပြီးတော့မှသူ့ရဲ့နှစ်ပွဲကျော်မှာရှိတဲ့တစ်ချောက်သုံးဆိုတဲ့ကဏ္ဍဒီသူ့ရဲ့အောက်မှာလိုက်ထွက်တယ်လို့ဒါဦးနဲ့ယူဆလိုက်တယ်ဒုတိယကမှလည်းအဲ့လိုပဲဒီ၄ပရိတ်ရဲ့တပွဲကျော်က၄၅နှစ်ဆိုတဲ့ကဏ္ဍဒီ နော်တနေ့ချပြီဒီနေရာလေးကိုထွက်တော့မဲ့ချိန်မှာသူ့ရဲ့ဒီတနေ့ကျော်မှာခွန်ထိပ်စီးဒီဒီမှာတစ်ချိန်ဒီမှာတစ်ချိန်နှစ်ချိန်ခွန်ထိပ်စီးနှစ်ချိန်ထောက်တဲ့သူ့ရဲ့မြင်းကုန်မှာပထမ3ပရိတ်ပြီးတော့ဒီမှာ4ပရိတ်လို့ထောက်တယ်ထောက်ပြီးတော့သူ့ရဲ့ဘေးကိုထွက်တယ်အဲ့ဒီလိုထွက်ပြီးတော့မှဒီကနန်းရဲ့နှစ်ပွင့်ကျော်မှာရှိတဲ့633ဆိုတဲ့ကနန်းဒီ45နှစ်ပတ်လည်ထွက်ပြီးမှ393ဆိုတဲ့ကနန်းပတ်လည်လိုက်ထွက်တယ်ဟုတ်ပြီဒါဆိုရင်ခုနကတော့ဒီမှာ4ပရိတ်ရဲ့တပွဲကျော်မှာရှိတဲ့933ညဆိုတဲ့ကနန်းဒီတနေ့ချပြီဒီနေရာလေးကိုထွက်ရှင်တာထွက်ရှင်တော့သူ့ရဲ့တနေ့ကျော်မှာနော်ဒီ2020ရဲ့3ခုနှစ်ထဲမှာခွန်ထိပ်စီးဒီ ီမှာတစ်ချိန်ထွက်တယ်ဒီမှာတစ်ချိန်ထွက်တယ်နှစ်ချိန်ထွက်တယ်ခုနစ်နှစ်ချိန်ထွက်ပြီးတာနဲ့သူ့ရဲ့တပွဲကျော်ငင်းကုန်ပါနော်ပထမကမှ3ပရိဒုတိယကမှ4ပရိတတိယကမှ5ပရိလို့ထောက်ပြတယ်နဲ့သူ့ရဲ့ဘေးမှာဒါ9တုံညာ3ဆိုတဲ့ကဏန်းလေးကိုဒါဥနေကထွက်ရှင်တာအကယ်၍အဲ့ကဏန်းလေးဒီမှာထွက်ခဲ့ပြီဆိုရင်ဒီ390ပတ်လည်ထွက်ပြီးတာနဲ့နှစ်ပွဲကျော်မှရှိတယ်၄ခု8ဆိုတဲ့ကဏန်းပတ်လည်ရလေဒီကဏန်းလေးထွက်ပြီးရင်ဒါပထမဒုတိယအခက်ကလို့ပဲဒီသူ့ရဲ့အောက်မှာလိုက်ပြီးထွက်ရမှာပေါ့နော်အဲအဲ့တော့ ဒါငါးတုံညာတုံးနဲ့ပတ်သက်လို့ဒါဦးနိုင်ကတော့ဒဲရေးပြလိုက်တယ်တိုက်တဲ့မိတ်ဆွေတွေကအာထိုးလိုက်အာမထိုးခြင်းနဲ့မိတ်ဆွေကကိုကြိုက်တဲ့နေရာအထိုင်လေးကိုအဆင်ပြေတယ်လို့ဒါရေးထိုးလိုက်ပေါ့ဗျာနော်ကြည့်ဒါကငါးတုံညာတုံးနဲ့ပတ်သက်ပြီးတော့ဦးနိုင်ကပြပြတာဖြစ်တယ်အဲ့တော့နောက်ထပ်တစ်ခုကဒါနှစ်တုံညာငါးပေါ့နော်အဲ့ဒါတကူကနှစ်တုံညာငါပေါ့နော်အဲ့နှစ်တုံညာငါဆိုတဲ့ကနင်းလေးမပြခင်နော်အော်ဦးနေရှစ်ပရိတ်တော့မပြလဲဟုတ်ကဲ့မပြတော့ရှစ်ပရိတ်ကတော့၃မျိုးလောက်ရှိတယ်နော်ရှစ်ပရိတ်မပြတော့ဒါကကိုယ်ကလည်း 1395ဆိုတော့ဒါ complete ကိုပြမယ်နော်ဗရိတ်ရှိပြဖို့မေ့သွားတယ်အဲ့တော့9395 9395တုံးကြိုက်တဲ့မိတ်ဆွေတွေအထိုးလိုက်ပါပျောက်နေတဲ့ဗရိတ်ရှိသည်ဒီပွဲမှာဗရိတ်ရှိအကြတွေရှိတယ်နော်ရှိပရိတ်နဲ့ပတ်သက်ပြီးအကြတွေရှိတယ်ဗရိတ်ရှိနဲ့ပတ်သက်လို့အဲ့မှာ9395ကိုကြိုက်ရင်ထိုးလိုက်ပါနော်ဒါမနစ်ကကနအဲ့တော့မနစ်ကကနနဲ့မှာဗရိတ်ရှိနဲ့ပတ်သက်ပြီးဘာတွေကြောက်ကြလဲဆိုတော့9395ဒဲကြောက်ခဲ့တယ်3444 ပရိရှိကြခဲ့တယ်နောက်ထပ်ပရိရှိကတော့မရှိတော့ဘူးအဲ့နှစ်ကွက်ပေါ့နော်ပရိရှိအန်တီတီ6တီတီ6ဆိုတဲ့ကနေပရိရှိကြခဲ့တယ်ပေါ့နော်အကြိုက်တဲ့မိတ်ဆွေတွေထိုးလိုက်ပေါ့ကောင်းပြီအဲ့တော့ဒါလေးကဥနိုင်ကဒါလေးကလည်းဒါကလင်တာအဟောင်းလေးတည်းပဲနော်တန်တန်စင်းလေးဖြစ်အောင်လို့ဆွဲပြီးပြလိုက်မယ်ပရိခုံလေးပြမယ်နော်ရှီပေါင်း9ဒီရှီပေါင်း9ကိုဒီ၃လုံးပေါင်း9ငားလို့ရိုက်ပြတာနဲ့ငားရဲ့နှက်ကဒီ၃လုံး၃လုံးလန့်ထည့်ပြီးတာနဲ့ရှီပေါင်း9ဒီ၃လုံးပေါင်း9ငားရဲ့နှက်ကကိုဒီ၃လုံး၃လုံးလန့်ထည့် ပြီးတာနဲ့ရှီပေါင်းကဒီသုံးလုံးပေါင်းက9ရဲ့နှစ်ခက်ကိုဒီသုံးလုံးသုံးလို့လှမ်းထည့်ဟုတ်ပြီဒါဆိုရင် तू ကဘာလို့ကစားချင်တာလဲဆိုတော့ဒီ9ကဒီ9လို့ကစားတယ်ကစားပြီးတာနဲ့ဒီလိုသုံးလို့ထည့်လိုက်တယ်နော်သုံးလို့ထည့်ပြီးတာနဲ့သူ့ရဲ့အပေါ်မှာဒီသုံးလုံးပေါင်းချင်းကခွန်အဲ့ခွန်တော့ဒီနေရာမှာဗရိတ်ခွန်လို့ကစားမှာနော်အဲ့ဒီမှာဒီဗရိတ်ခွန်လို့ကစားမဲ့အချိန်မှာဒီသုံးလုံးပေါင်း3နဲ့ဒီသုံးလုံးပေါင်း4နဲ့ပေါင်းလိုက်ရင်လေ तू ကခွန်လို့ပဲရတယ်နော်အဲ့လိုရပြီတော့မှဒီသုံးလုံးပေါင်းခွန်ကိုဗရိတ်ခွန်လို့ဒီမှာထည့်တယ်။ဒါပထမတစ်ကဒုတိယကမှလည်းဒီ၅ဒီ၅ဒီလို၃ ဒီသုံးလုံးပေါင်းခွန်ရောက်ဒီမှာဗရိတ်ခွန်လို့ရိုက်မှာရိုက်မဲ့အချိန်မှာလည်းဒီသုံးလုံးပေါင်း၃နဲ့ဒီသုံးလုံးပေါင်း၄နဲ့ခွန်လို့ပဲသူထည့်လိုက်တဲ့တည်းပဲဒီသုံးလုံးခွန်ကဗရိတ်ခွန်လို့ရိုက်တာဒါဆိုရင်ဒီတတိယကံမှာဒီ၅ဒီ၅ဒီသုံးလုံးက၃၃ရဲ့ဒီဆောင်မှာဒီသုံးလုံးခွန်လို့ထည့်တဲ့တည်းဒီနေရာမှာဗရိတ်ခွန်လို့ရိုက်မှာရိုက်ဖို့အတွက်ကိုဒါဦးနိုင်တော်ကဒီမှာဒီသုံးလုံးပေါင်းညက်၄လို့ဖြစ်တဲ့တည်းဒီသုံးလုံး၃နဲ့ဒီသုံးလုံး၄နဲ့ခွန်ရောက်လေဒီသုံးလုံးခွန်ရောက်မှာဗရိတ်ခွန်လို့ဒါကစားချင်တာပေါ့နော်ဒါဗရိတ်ခွန်လမ်းပေါ့ဟုတ်ပြီအဲ့ဒီဗရိတ်ခွန်ကိုဒါဦးနိုင်က နော်ဒါဥနိုင်တို့ဒါ865ဆိုတဲ့ကဏ္ဍပေါ့နော်ဒါနှစ်သီးသားမှုထုတ်တဲ့ထဲက865နဲ့1395နှစ်သီးသားမွေးကဏ္ဍထုတ်တဲ့ထဲမှာ865ကတော့ထွက်သွားတယ်ပေါ့ဗျာနော်နော်865နဲ့1395နှစ်သီးသားမွေးကဏ္ဍထုတ်တဲ့ထဲမှာ865ကတော့ထွက်သွားတယ်ဥနိုင်တို့ဟို865ကိုအချိန်20မှာဖမ်းတော်ညာလေဒါသူကကြိုထွက်သွားတယ်ပေါ့နော်မမိလိုက်ဘူးပေါ့အဲ့တော့အခုဒီ1395ကျန်နေတဲ့အတွက်ကိုဒီစနေထဲကနေပြီးတော့ဒါ1395ဆိုရဲကဏ္ဍလေးကိုဒါဒီဘွဲမှာဥနိုင်ကတောက်ကလေးဒီအင်မတန်မှ ကောင်းမွန်နေတဲ့အတွက်ကိုဒါဦးနိုင်ကထည့်ပြီးတော့ကစားပြလိုက်တယ်ပေါ့နော်ကဲကောင်းပြီဒါဆိုရင်ဒါဦးနိုင်တို့ဒီမှာနော်ဒီသုံးလုံးပေါင်းရင်ငါငါ့ကိုဒီသုံးလုံးပေါင်းရင်ငါလို့ထည့်တယ်ဒီမှာတကားရှိတယ်တိုင်ပင်ကွာဝေးအတူတူပဲနော်ဒီသုံးလုံးပေါင်းရင်ငါ့ကိုဒီသုံးလုံးပေါင်းရင်ငါလို့ထည့်တယ်ဈားထဲမှာတိုင်ပင်ကွာဝေးနှစ်ချာအတူတူပဲဒီသုံးလုံးပေါင်းရင်ငါ့ကိုဒီသုံးလုံးပေါင်းရင်ငါလို့ထည့်ထည့်တော့အခုကလုံကောက်စနစ်နဲ့ပြမှာဖြစ်တဲ့အတွက်ကြံနဲ့မလူအပ်တဲ့ဓာတ်တွေ လုံးဝထည့်မထားဘူးပေါ့နော်အဲ့တော့ဒီဒီစနေတရနေပြီးတော့လုံးကောက်စနေလေးနဲ့ရှစ်ဆောင်ငါးကလည်းလုံးကောက်စနေနဲ့အောင်သွားတယ်အခုနှစ်တုံညာငါးကိုလည်းလုံးကောက်စနေနဲ့ထည့်မှာဖြစ်တဲ့တော့ကိုကျန်တဲ့မလိုအပ်တဲ့ဒေါက်တွေကိုလုံးဝဦးနိုင်ကထည့်မပြအောင်နော်ထည့်မပြအောင်ဆိုတော့ကောင်းပြီဒါဆိုရင်ဦးနိုင်တို့ကဒီသုံးလုံးငါးကိုဒီလိုငါးလိုဖြစ်ခဲ့တဲ့အတွက်သူ့ရဲ့ဒီဆောင်မှာရှိတယ်ဒီမှာငါးဒီမှာတုံညာငါးထည့်တုံညာထည့်တပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်မှာလေးထည့်ငါးတုံညာလေးဆိုတဲ့ငန်းန်းတည်း သူ့ရဲ့ဒီနောက်တစ်နှစ်မှာ9344ဆိုတဲ့တနက်လုံကောက်စနစ်နဲ့ပတ်လည်သူထွက်ခဲ့တယ်။ဒါဆိုရင်ဒုတိယကမှာဒီ9ဒီ9ကြောင့်သူ့ရဲ့မြေကုန်မှာရှိတယ်ဒီမှာ9ဒီမှာ3ညတပင်2ပင်3ပင်4ပင်5ပင်မှာရှိတယ်4 9 3ည4ဆိုတဲ့လုံကောက်စနစ်ကဏ္ဍပတ်လည်ဒီသူ့ရဲ့နောက်တစ်နှစ်မှာဒီနေရာလေးမှာသူထွက်ခဲ့တယ်။ဟုတ်ပြီဒါဆိုရင်ဦးနဲ့လို့ဒီမှာဒီမှာ9ဒီမှာ9ဖြစ်ခဲ့လို့သူ့ရဲ့ဒီဆောင်မှာရှိတယ်ဒီမှာ9ဒီမှာ4တပင်2ပင်3ပင်4ပင်5ပင်မှာရှိတယ်3ည5 4တုံညဆိုတဲ့ကနန်းပတ်လေဒီသူ့ရဲ့နောက်တဲ့နှစ်မှာဒီမှာသူထွက်ခဲ့တယ် ါငါးလေးတုံးကလုံးကောက်စနစ်နဲ့ကဏ္ဍပတ်လည်းထွက်ခဲ့တာကိုနော်ပထမဒီ2024မှာသူအောင်းတယ်အောင်းတော့ကောင်းပြီအဲ့တော့ဒီ665လုံးကောက်စနစ်ကတော့မပြတော့နော်အဲ့တော့အဲ့လိုလုံးကောက်စနစ်နဲ့အောင်းသွားတဲ့တွေဒီနှစ်ထင်းမှာနော်ဒီ9နှစ်တုံးကဆိုတဲ့ကဏ္ဍပတ်လည်းတကွယ်လိုက်ထွက်တယ်အဲ့ဒီလိုပဲဒီဘက်ဒုတိယမှာလည်းတုံးက9နှစ်ဆိုတဲ့ကဏ္ဍပတ်လည်းတကွယ်လိုက်ထွက်တယ်အခုတတိယမှာဒီနေရာလေးမှာဒီနှစ်ထင်းမှာနှစ်တုံးက9ဆိုတဲ့ကဏ္ဍပတ်လည်းတကွယ်ကိုဒါဦးနေကထွက်ချင်တာပေါ့နော်ထွက်ချင်တော့အဲ့နှစ်တုံးက9ကလည်းသူကအကြောင်းပဲ လာခဲ့တာမဟုတ်ဘူးပေါ့နော်အဲ့တော့သူလည်းတိုင်းမင်းကွာဦးအတူတူပဲဒီသုံးလုံးပေါင်းချင်းခွန်ဒီသုံးလုံးပေါင်းချင်းခွန်လို့ဖြစ်ခဲ့တဲ့အတွက်တုံညာနောက်ပိတ်နောက်ပေါင်းခွန်ခွန်လို့ဖြစ်ခဲ့တဲ့အတွက်တပင်နှပင်သုံးပင်မှာငါးနောက်ပိတ်1 2 3 4ငါးပင်ရဲ့ပုံမှာတုံညာထိပ်တပင်နှပင်ရဲ့ပုံမှာနှစ်ပိတ်အဲ့တော့ငါးတုံညာနှစ်အဲ့ဒီငါးတုံညာနှစ်ကလည်းခွန်ပဲနော်တုံညာနောက်ပိတ်နောက်ပေါင်းခွန်ဖြစ်ခဲ့လို့သူနဲ့တိုင်းမင်းကွာဦးအတူတူမှာငါးတုံညာနှစ်ဆိုတဲ့ကဏ္ဍသုံးလုံးပတ်လေ ပြန်ထည့်တယ်ထည့်တဲ့အတွက်အဲ့ဒီ၅၃ညာနှစ်ပြီသူ့ရဲ့၃ညာ၅လေးကြပြန်တယ်သူ့ရဲ့နောက်တဲ့နှစ်ကိုကြမယ်နော်ကြတော့မဲ့အချိန်မှာ तू ကပထမဦးဆုံးထောက်ချက်တစ်ခုကိုဦးနဲ့ကစားပြမယ်ဒီ၅ဒီ၅ဖြစ်ခဲ့လို့ဒီနေရာမှာဗရိတ်၆နော်အဲ့ဒီ၆ဗရိတ်ကဒီမှာ၅ခွန်လေး၆ဗရိတ်လို့ထောက်တဲ့အတွက်အဲ့ဒီ၆ဆောင်ဒီ၃လုံးပေါင်းရင်၆လို့အရင်ထောက်မယ်ထောက်ပြီးတော့၈ထိပ်စီပုံတွေထောက်မယ်ထောက်ပြီးတော့လည်းသူ့ရဲ့အောက်ကိုကြတယ်ဒါကပထမထောက်ချက်တစ်မျိုးဗရိတ်၆ဗရိတ်က 6ပရိတ်လို့ထောက်ပြီးတော့ဒီလို6လို့ထောက်ပြီးတော့7ထိတ်နဲ့ထောက်တာဒါတစ်မျိုးအဲ့တော့ဒီကနန်းအဲ့လို့ထောက်ပြီးတာ ਨੇ နောက်ထပ်တစ်မျိုးကကြာတော့ဦးနေတို့ဒီမှာဒီ3လုံးပေါင်းခြင်း3ဒီ3လုံးပေါင်းခြင်း3ကိုဒီ3လုံးပေါင်းခြင်း3လို့ဖြည့်ပြီးတာ ਨੇ သူ့ရဲ့တပွဲကျော်ဒီထွက်တယ်ပေါ့နော်ဒါကတနည်းဟုတ်ပြီဒါဆိုရင်ဒုတိယကဒုတိယကမလဲအဲ့လိုပဲ3ညနောက်ပိတ်နောက်ပေါင်းခွန်ခွန်လို့ဖြစ်တယ်2နေချပြီးတော့2နောက်ပိတ်9ပိတ်ရဲ့ပုံမှာ3ည2ပိတ်ပုံမှာ ငါအဲ့တော့ဒီနှစ်တုံညာငါဆိုလဲလုံးကောကလည်းဒီနေရာလေးကိုထွက်ရှင်တာထွက်ရှင်တော့ဒီဗရိတ်ခွန်ကနော်ဒီနေရာလေးမှာဗရိတ်ခွန်လို့ကစားခဲ့တဲ့အတွက်အဲ့ဒီခွန်ဒီဒီတုံလုံးပေါင်းချင်းခွန်လို့ထောက်ဗရိတ်ရှစ်ခေလို့ထောက်ပြန်တယ်သူ့ရအောက်ကိုထွက်တယ်ထွက်ပြီးတော့ပရမကတ်မှာ3လို့ထောက်ပြီးတော့ဒီမှာဒီတုံလုံးပေါင်းချင်းနှစ်အဲ့ဒီနှစ်ကိုလည်းဒီတုံလုံးပေါင်းချင်းနှစ်လို့ထောက်20ထောက်နဲ့ဒီနေရာကိုကြားတယ်ဟုတ်ပြီဒါဆိုရင်တတိယကတ်မှာတုံညာနောက်ပြီးနောက်ပေါင်းခွန်ရှစ်ခေလို့နှစ်နှစ်ချပြီးတော့ဒီမှာနှစ်ဒီမှာတုံညာဒီမှာငါ နှစ်395ဆိုတဲ့လုံးောက်ကလေးရတယ်ဒါဒီနေရာလေးကိုဦးနိုင်ကထွက်ရှင်တယ်ထွက်ရှင်တော့ဘလို့ပုံစံထွက်မှာလဲဆိုတော့ဦးနိုင်တို့ဒီမှာပထမအကတ်မှာဗရိတ်ချောင်းဒုတိယအကတ်မှာဗရိတ်ကွန်တတိယအကတ်မှာအခုဒါဗရိတ်ရှစ်အဲ့ဒီဗရိတ်ရှစ်ကလည်းဒီနေရာလေးမှာဗရိတ်ရှစ်လို့ထည့်ခဲ့တဲ့အတွက်ဒီသုံးလုံးပေါင်းရတယ်ရှစ်လို့ထောက်တယ်ရှစ်ထိပ်ကလည်းထောက်တဲ့အတွက်ဒီနေရာလေးကိုထွက်ရှင်တယ်ဒါဒါပထမထောက်ချက်တစ်မျိုးဗရိတ်နဲ့နော်အဲ့တော့နောက်တစ်ခုကကြတော့စီနီယာကစားကွန်းနဲ့ပထမကတ်မှာ3ဒုတိယကတ်မှာ2အခုတတိယကတ်မှာဒီသုံးလုံးပေါင်းနေရ1အဲ့ဒီ1ကိုလည်းဒီသုံးလုံးက1လို့ထောက်တဲ့အတွက်ဒီနေရာကိုထွက်ရှင်တယ်နော်အဲ့ထောက်ချက်နှမျိုးနဲ့နန်းလေးကိုထွက်ရှင်တာ ဖြစ်ချင်တော့ကောင်းပြီဒါဆိုရင်နောက်ထပ်တစ်မျိုးကဘယ်လိုပြန်ထောက်ခဲ့လဲဆိုတော့ဒီသုံးလုံးပေါင်းခွန်ဒီသုံးလုံးပေါင်းကိုခွန်နဲ့ကိုနဲ့ပေါင်းတာဒီ6ဒီသုံးလုံးပေါင်းဒီ8ဒီသုံးလုံးပေါင်းဒီ8 8နဲ့8နဲ့ပေါင်းတာလေ6ဒါဆိုရင်ဒီသုံးလုံးပေါင်းကိုဒီသုံးလုံးပေါင်းခွန်ကိုနဲ့ခွန်နဲ့ပေါင်းတာလေ6ဆိုပြီးတော့နော်သူကစီနီယံဖြစ်စဉ်ကလေးတွေကိုထောက်ချက်ကလေးတွေထောက်ထားကြတဲ့အတွက်ကိုဒါဒီနေရာလေးမှာဒါဦးနိုင်ကနော်လုံကောက်စနစ်နဲ့နှစ်တိသာမွေးကနန်းမှာ 665ဆိုတဲ့လုံကောက်စနစ်အောင်သွားတဲ့အတွက်ကိုဒီနှစ်တုံညာ5ကိုဒီနေရာလေးမှာဦးနဲ့ကကစားပြလိုက်ရခြင်းဖြစ်တယ်။အဲတော့ဒီနှစ်တုံညာ5ကိုတော့ဒီတိုင်းပဲနေရာထိုင်လေးကိုအစီအပြေတို့ရွေးပြီးတော့ထည့်ပေးလိုက်တယ်။ကြိုက်တဲ့မိတ်ဆွေကအားထုတ်လိုက်။မကြိုက်တဲ့မိတ်ဆွေကနေရာထိုင်ကိုဥပါလီနဲ့ကိုအစီအပြေတို့ရွေးထိုးလိုက်ကြပေါ့ဗျာ။အဲတော့ဒီဘွဲမှာတော့ဦးနိုင်ကတော့ဦးနိုင်ရဲ့ပတ်တူတာအော်ဂနိုင်းဒီနော်။ကနန်းတလုံးဦးနိုင်ပြောခဲ့ပါမယ်နော်။ဦးနိုင်ရဲ့ပတ်တူတာအော်ဂနိုင်းဒီနော်။အကြိုက်ဆုံးပတ်တူတာအော်ဂနိုင်းရမှာပါအော်ဂနိုင်းဒီ နော်ဥနိုင်ကတုံညာတလုံးကြိုက်ပါတယ်နော်ဥနိုင်ကိုကဏ္ဍတလုံးကြိုက်တဲ့မိတ်ဆွေတွေပြောပြပါဆိုတဲ့အတွက်ကိုဒါဥနိုင်ဒီဘက်မှာတုံညာတလုံးကြိုက်တဲ့အတွက်ကိုပအောကဏ္ဍကိုတုံညာတလုံးနဲ့ကစားထားပါတယ်ကြိုက်တဲ့မိတ်ဆွေတွေလှန့်လာခဲ့ပါမကြိုက်တဲ့မိတ်ဆွေတွေမလာခဲ့ကြပါနဲ့နော်အဲ့တော့တချိန်ကစားချင်းယူခြင်းနဲ့မိတ်ဆွေတွေဒါဥနိုင်ရဲ့ဒီဖုန်းနံပါတ်လေးမှာနော်ဗိုက်ဘာရှိတယ်ဖုန်းပေထည့်ပေးလိုက်ရတယ်အဓိကကပါတူတန် organ video file ဒါဥနိုင်၅၅ခုရိုက်ထားတယ်အဲ့ဒီ video file ၅ file ပို့ပေးလို့ရရင်အဆင်ပြေတယ်နော်နော်အဲ့တော့ တခြားတခြားကိုဦးနိုင်ပြတဲ့စီကြောတွေတရားနေပြီးတော့ကိုယ့်ရဲ့အမြင်နဲ့ပေါ့တခြားကဏ္ဍလေးတွေကြိုက်တယ်ဆိုရင်လည်းဒါရွေးပြီးတော့ကိုယ့်အလင်းနဲ့ကိုရှာပြီးတော့ထိုးလိုက်ပေါ့နော်အခုတတိယလိုင်းမှာဦးနိုင်ပြခဲ့တာဒီ2024ခုနှစ်ထဲကကဏ္ဍတစ်ခွက်ဒီဒေကြရမယ်ဆိုတဲ့စနစ်ထဲကမှ9ညာ3ဆိုတဲ့ကဏ္ဍကိုရွေးပြီးခဲ့တယ်နောက်တစ်ခုနှစ်ပြီးသားမွေးကဏ္ဍနေကမှ ရှိချောင်းကအောင်သွားခဲ့တဲ့လုံောက်စနစ်ကနေပြီးတော့အခုနှစ်တုံညာငါဆိုတဲ့ကဏ္ဍလေးတစ်ခွက်ကိုဒါလုံောက်စနစ်နဲ့ပြပေးခဲ့တာဖြစ်ပါတယ်နော်မင်္ဂလာပါဦးနိုင်အော်မင်္ဂလာပါဗျာမင်္ဂလာပါနော်မင်္ဂလာပါတဲ့အဲ့တော့ဦးနိုင်ရဲ့မိတ်ဆွေတွေဦးနိုင်ကိုအမြဲတမ်းအားပေးတဲ့ဦးနိုင်ရဲ့အမာခံ fan တွေအတွက်ကိုဒီဘက်မှာတော့ဦးနိုင်ရဲ့အကြိုက်ဆုံးကဏ္ဍလေးတွေကိုတော့အကောင်းဆုံးလေးတွေဒါရွေးချယ်ပြီးတော့ထုတ်လုပ်ပြသပေးခဲ့တာဖြစ်တယ်နော်တဲ့အားလုံးပဲလက်ရှိကျမှာချမ်းသာကြပါစေ2025ခုနှစ်ကြံလေးချိန်ပါလေဦးနိုင်နဲ့အတူတူ ကံတူလို့အကျိုးပေးပါစေလို့ဆုတောင်းရင်းနဲ့နောက်နေ့ရက်လိုက်ကလေးကိုခဏနေရင်တင်လိုက်တော့မှာဖြစ်တယ်ပေါ့နော်